အားလုံးမင်္ဂလာပါ UK Master Year Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက Brazil တင်းရဲ့အခြေအနေတော်တော်လေးကိုကျွန်တော်ပြောပြတယ် Carlo Ancelotti နဲ့ Brazil ရဲ့2026အလားလာပါလေအိုက်ကနေ Luciano Spalletti ရဲ့ Italy အခု Luciano Spalletti ကထွက်သွားပြီပေါ့လေ Italy လေဝဲစဉ်အသင်းကထွက်သွားပြီအဲ့ဒီအချိန်မှာကျွန်တော်အဲ့နှစ်သင်းကိုကျွန်တော်ပြောရုံရှိတယ်ဂျာပီကသူ့ဖတာကူမတာပဲ ဂျာမနီသင်းရဲ့လက်ရှိအနေအထားတော်တော်ဆူဆူဝါပဲကမ္ဘာဘလုံးလောကမှာကမ္ဘာချန်ပီယံဆူပလာနဲ့တွက်မယ်ဆိုရင်ဘယ်သင်းရဲ့ပုံညံ့လဲငါးချိန်ချန်ပီယံဘရာဇီးလ်2000နှစ်မှာသူတို့ချန်ပီယံဖြစ်တယ်ချန်ပီယံဖြစ်ပြီးခဲ့ကနေအင်ရှင်ကမ္ဘာဖလားဖြစ်တဲ့2014မှာသူတို့စီမီတက်တယ်ကျန်တာကွာတာတက်ကိုမတက်ဘူးဒါပေမဲ့ဘရာဇီးလ်ကဘရာဇီးလ်ဆိုတဲ့ဟမ်ဘာအမူအရာဘရာဇီးလ်ဆိုတဲ့အရှိန်အဝါရှိသေးတယ် ကမ္ဘာဖလားရောက်လို့ရှိရင်ဘူဆွဲသိတိုင်းအောင်သူတို့ဟာ favorite အသင်းတွေမှာအမြဲပါတယ်သူတို့ဟာဘာလို့ပြမလဲဆိုပြီးတော့အားလုံးစောင့်ကြည့်ရတဲ့အသင်းဒါပြီးခဲ့တဲ့2022မှာကတားမှာအာဂျင်တီးနားဘူဆွဲသွားသိတိုင်းအောင်ဘရာဇီးမထွက်ခင်တည်းဘရာဇီးက favorite ဖြစ်ခဲ့တာသူတို့မထင်မှတ်ပဲခရီးရှောက်ပနတီမှာရှုံးသွားတဲ့အတွက်ကြောင့်ဒါ difference ဆိုကြီးဖြစ်သွားပေမဲ့ဘရာဇီးကအချိန်ဝါရှိသေးတယ်တခါအီတလီကိုကြည့်လို့ရှိရင်2010မှာသူတို့ world champion ဖြစ်တယ်ပြီးတော့မှ2010 South Africa မှာအုပ်စုပြုတ်တယ်2014ဘရာဇီးမှာအုပ်စုပြုတ်ပြီးတော့ 18မှာခြေစဘောမှာအောင်ဘူး22မှာခြေစဘောမှာအောင်ဘူးအခုအီတလီကစပယ်လတီရဲ့အတင်းကနော်ဝေးကို3-0နဲ့ရှုံးသွားတယ်အခုစပယ်လတီကိုယ်တိုင်ထွက်သွားတယ်အီတလီကလည်းတော်တော်ကိုဆူဆူဝါးဝါးအခြေအနေကိုရောက်ပြီးတော့လုံးဝနောက်ပြန်ရောက်သွားတာအီတလီဘာဖြစ်နေလဲဆိုအီတလီကအီတလီလိုမကစားတာပြဿနာ အရင်ဆုံးတည်းကကျွန်တော်တို့အီတလီဟာခန်းစစ်မှာကျော်တယ်ပြီးခဲ့တဲ့2016 World Champion ဖြစ်တဲ့အီတလီတဲ့ကိုကြီး final ထိပေးကိုတူစုပေါင်း2ဂိုးပေါ့ဗျာဇင်ဒီဇီတန်ရဲ့ penalty တစ်လုံးပေးရတယ်ပြီးတော့အစောပိုင်းတော့ကဇက်ကာတို့အုံဂိုးအတွင်းတို့ဂိုးပေးရဒါပဲရှိတာအဲ့အီတလီကနေ defensive master Italy Euro 2000 Italy defensive Italy အဲ့ကနေမှအစအခု Luciano Spalletti ကပြီးခဲ့တဲ့ Euro နဲ့2024နဲ့ခုလက်ရှိချိန်ဒီကစားခါမှာ attacking Italy ကစားတာ အီတလီဟာအီတလီကစားတော့ပူတိုင်ပတ်နေတယ်ဆိုတော့တို့ကလည်းစဉ်းစားပါဦးဗျာတို့ရဲ့ traditional ကြီးကိုပြောင်းပြီးတော့ငါတို့ပုံစံသစ်နဲ့ပြန်သွားမယ်ဆိုပြီးတော့ကျွန်တော်အီတလီနဲ့တွေ့ရင်အများနဲ့ဖြူးမားနဲ့ပဲတွေ့နေကြဗျာအခု editor scene နဲ့ lag လည်းမရှိဘူးအီတလီကတကယ်ကိုအသင်းတိုင်းအတွက်အရန်လွယ်တယ်အဲ့တော့ Germany Germany ဆိုကျွန်တော်တို့ကအမြင်တဲ့အရင်တည်းက Germany ဆိုကမ္ဘာပြိုင်ပွဲတွေရဲ့2014လောက်ထိကို Germany က every single tournament မှာသူတို့အတွက်က minimum က semi final နေပဲ တို့အင်ရှင်ဖြစ်ချင်းပါတယ်2006ကမ္ဘာဖလားပြိုင်ပွဲမှာတို့ဆီမီဖိုင်နယ်တက်တဲ့အီတလီကိုတို့ရှုံးသွားတယ်ယာဂင်ကလစ်မန်ရဲ့အသင်းအိုင်ဒေါကဒေါ့မန်ပါတို့ရှုံးသွားတယ်2-0နဲ့ရှုံးသွားတာပေါ့လေအလာဆန်ဒိုဒေပီယာရိုနဲ့တစ်ဖက်က Grosso ရဲ့ injury time ကိုနဲ့ World Champion ဖြစ်သွားတဲ့ Marcelo Lippi ရဲ့အသင်းကိုရှုံးသွားတယ်2010မှာ Germany က semi final ထပ်တက်တဲ့ World Cup မှာအဲ့မှာသူတို့ Spain ကို Carlo Puyol ရဲ့ခေါင်းတိုက်တဲ့လုံးတဲ့ဂိုးနဲ့ချုံးတယ် အဲ့ကြားထဲမှာ2008မှာ Euro Final တက်တယ်စပိန်ကို Fernando Torres ရဲ့ goal chip သွင်းကရတယ်ကိုယ်နဲ့သူရှုံးသွားတယ်2012ကတော့ Germany စီမီပြရောက်ပြီးတော့ပြီးတော့မှ2014မှာသူတို့ champion ဖြစ်တယ်ဆို Germany ဟာအဲ့တကြိုးတစ်လျှောက်လုံးကြီး semi final champion ဒါပဲသူတို့ကဒါပေမဲ့အခုအသေးကိုကြည့်လို့ရှင်တော်တော်ဆူဆူဝါပဲ လက်ရှိဂိုးသမားမအန်ဒူတက်ဆီကအခုလေဝေးစင်မှာတော့မဆိုးလို့ပြောမှာပေါ့လေဒါပေမဲ့ဂျာမနီရဲ့ခံစည်းကအမတန်ညံ့ဖြစ်လုံးနေအန်တိုနီယိုရူဒီကာမပါရာမှာပဲမဲ့ရူဒီကာလည်းဝိုးကက်ရောက်34ဖြစ်ပြီဗျာဒါကြီးကသူရေရှည်ကယ်ရီကိုဖြစ်ဖို့ခတ်တယ်တစ်ချိန်တည်းမှာ Robin Cost တို့ဘာလို့ဆိုတာတာမန်ပြလီးစ်မှာတော့နေရာမရဘူးနောက်ဆုံးပြောင်းသွားတဲ့အဆင့်ဖြစ်နေတယ်ဒီစားမတွေဂျာမန်ရဲ့စန်တဘတ်ဖြစ်ကစားနေတယ်တခါလေကြရင်နာဂလစ်မန်တို့လူရတာငယ်တာသူ့အနေနဲ့ယူလိုက်တဲ့ကစားမတွေကြည့်လို့ရှိရင် OG Uma နဲ့တကယ့် ူငယ်တွေရွေးနေတော့မအဲ့ကောင်တွေကဘာမှရည်သွေးမရှိဘူးဘွန်ဒစ်စီကာတွေကမထွက်နိုင်တဲ့ကောင်တွေကိုပဲဆွတ်ရွေးတချို့ကလာမတွေကျွန်တော်မပြောပါဘူးဂျာမန်မှာကောင်းတဲ့သူတွေရှိတယ်ဒါပေမဲ့ဂျာမနီဟာတကယ်ကိုဆွတ်ဆွတ်ဝါဖြစ်သွားတယ်ဂျာမနီလည်းတော်တော်အခြေအနေဆိုတော့အခုကငါးချိန်ချန်ပီယံဘရာဇီးလ်ပေါ့လေ2026ကမ္ဘာဖလားမတိုင်ခင်ပေါ့လေ 2026မှာအဲ့သုံးသင်းဘယ်သူပိုအခြေအနေကောင်းမလဲဘရာဇီးကတော့အခုဒီသုံးသင်းထဲမှာချေစပွဲအောင်မယ်တင်ပြအီတလီနဲ့ဂျာမနီကသူ့အုပ်စုချေစပွဲတွေခံရအောင်မယ်အီတလီကကန်ဆိုးရေးအုပ်စုတော်ကြံကြံခဲ့နိုင်တယ်ပြောလို့မရဘူးဂျာမနီလည်းပြောလို့မရဘူးဒါပေမဲ့အုပ်စုတွေကတော့ခြောင်တော့ခြောင်တော့ပေါ့လေဆိုတော့ထားပါတော့ကျွန်တော်ဂျာမနီရောအီတလီရောဘရာဇီးရောချေစပွဲအောင်လာတယ်ထားဘယ်သင်းချင်လဲကျွန်တော်တော့အီတလီကထားတော့ကျွန်တော်ရော်ဘတ်တိုမန်ချီနီဆို maybe အခုကဒီကလော်ဒီယိုရန်နီယီနီတို့နောက် ခဏပါလို့တို့ဖြောလီတို့ဒီလိုနီးပြတယ်ဆိုရင်တော့ယုံဝါဝါပဲအတွေ့အကြုံရှိတဲ့နီးပြအီတလီထည့်ရမယ်ဒါပေမဲ့အီတလီမှာဘာဖြစ်နေလဲဆိုအီတလီရဲ့ပြဿနာ၄ချိန်ချက်မြင်အီတလီရဲ့ပြဿနာဘာလဲဆိုအရင်လိုအီတလီအားအီတလီလိုခံစစ်မကစားတော့ဘူးတိုက်စစ်ပုံစံကစားတယ်သူတို့ကစားမလို့အသက်ကြီးတဲ့ကစားမလို့များပြီးမာကျော့ချစ်လက်တဲ့ခံစစ်ပိုင်းကိုသူတို့မတီးဆောက်နိုင်တော့ဘူးပြီးတော့ သူတို့မှာကွင်းလည်းမရှိတော့ဘူးတိုက်စစ်ကလည်း reticular တို့ respiratory တို့လိုကစားမလို့အားကိုးနေတာဒါတွေကတော့စီးရီမှာပဲရှိတယ်ဝေါ်အဆင့်မှာမရှိဘူးတရားကအီတလီအတွက်မျိုးဆက်ပြတ်သွားတဲ့အချိန်မှာသူတို့မှာအုတ်ကန်ကောင်းတာကတော့ Nicolo Brella နဲ့ Sandro Tonali နှစ်ယောက်ကွင်းလည်းမှာရှိတယ်သူတို့ထိုက်ယူဖို့ Ricky ဆိုတဲ့ chatGPT ထပ်ထည့်လိုက်အဲ့သုံးယောက်ဆိုရင်ကွင်းလေရတော့ decent ပြကောင်းတယ်လို့ပြောလို့မရဘူး work class အဆင့်လို့ပြောလို့မရပါဘူးတော်တော်လေးအဆင့်တန်းမြင့်တဲ့ကွင်းလေတစ်ခုလို့သတ်မှတ်လို့ရ decent ကွင်းလေလို့သတ်မှတ်ရတယ် စန္ဒဘက်ကအပြာဦးဘတ်စတိုရီတယောက်ပဲရှိကျန်တဲ့သူတွေအားလုံးကြီးနေပုံဝါဝါပဲဘယ်ဘက်ချားတော့တို့ဥဒူဂီနဲ့ဒီမာကူကောင်းတယ်ဗျာဟိုဘက် right back ချမ်းပါဒီလော်ရန်ဆိုရှိတယ်ဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဆိုအီတလီရဲ့ဘန်လိုင်းတစ်ခုလုံးရဲ့ညာဘက်တစ်ချမ်းလုံးကဝီးဖြစ်တယ်ကွင်းလေကတော့အရင်ကြီးမဆုတ်ပဲ attacking ဘက်မှာတော်တော်အားနေတယ် white position မှာခေးစားပြန်လာတဲ့ခါဆိုးဖို့ဒါပေမဲ့ အီတလီယာအတက်ကင်ရောအီတလီမှာကောင်းတာဂိုးသမားနေရာလေးတနေဒါတော့မှတော့ဂျယ်လူဂျီဒူနာရူမလေဝင်းစင်ဆိုညံ့နေသူက2021မှာယူရိုချန်ပီယံဖြစ်ပြီးခဲ့ကလေဝင်းစင်မှာတော်တော်လေး stronger ဖြစ်တယ်ဆိုအီတလီကိုကြည့်ရင်ဂိုးသမားနဲ့ကွင်းလယ်နဲ့စနေပတ်တယောက်လောက်ရှိချန်တဲ့နေရာလေးအကုန်လုံးကတကယ် weak ပဲကျွန်တော်တို့အဲ့သုံးသင်းဂျာမနီရဲ့အီတလီဘရာဇီးလ်မှာအီတလီအားနေဆုံးပဲအီတလီပြန်လာဖို့အခက်ခဲဆုံးပဲကျွန်တော်အမြင်ပေါ်လေနံပါတ်1ဒါကျွန်တော်မြင်တာဂျာမနီကိုဘယ်လိုမြင်လဲ Okay, Rudiger ပြန်လာပါပြီထား။ Jonathan Tah နဲ့တွဲမယ်။ Short back နဲ့တွဲမယ်။ Okay, center back က decent center back လို့ပြောလို့ရတယ်။ဒါပေမဲ့အဲ quality center back မဟုတ်တော့အချိန်လေးပေါက်တယ်။အသက်အရွယ်ကအကုန်လုံးကအလေးတွေကြီးပဲ။ကိုယ်မမအန်ဒူတက်စီက Okay မပြောဘူးလို့ဆိုတော့ Oh right back က Kimmich မှန်တယ်ပဲ Kimmich ကကွင်းလေဝင်ကိုဝင်ရမှာဂျာမန်ကွင်းလေမှာ Kimmich မစားရင်ကောင်းဘူးမကောင်းဘူး။ Right back ကလည်းလူမရှိဘူးမှန်တိုင်းပြောတာ။သူတို့ပြဿနာကကွင်းလေကောင်းကောင်းမရှိဘူး right ပဲမရှိဘူးဘယ်ဘက်ချမ်းတော့ထားပါတော့ run ပဲဖြစ်ဖြစ် magister ပဲဖြစ်ဖြစ်ကြိုက်တဲ့လူကစား ဒါပေမဲ့အဲ့အရာတွေကတကယ် solid full back တွေမဟုတ်တိုက်စစ်ကတော့ထားပါတော့ Florian Vaz ကမူစီယာလာရဲ့ဟိုဘက်ကထားပါတော့စာနေပဲဖြစ်ဖြစ်ကနာဘီပဲဖြစ်ဖြစ်ကြိုက်တဲ့လူကစားပြားဆိုတိုက်စစ်ကကြံပြီး okay Harvard ထားပြား Harvard ကအထောင်အဲ့ဒါကိုမှမူစီယာလာနဲ့ Florian Vaz ကို10ရိုးမှသူတယောက်ရှာရှာမရှာလို့ရှိရင် wide position တယောက်နဲ့ Vaz ပဲဖြစ်ဖြစ်တယောက်ကိုဆွဲထည့်လိုက် defensive Germany က decent player တွေတော့ရှိတယ်ဒါပေမဲ့ ဒီလက်ရှိတိုက်စစ်အစုဖွဲ့မှာအမှန်တိုင်းပြောရင် Havelin တိုင်ပတ်ဒါပေမဲ့အဲ့ဒါသူကောင်းဆုံးပဲ Under တို့ခုနပြောတဲ့ Forsker ဆိုပါတော့ဘယ်ကကောင်းနေလဲမသိဘူးဗျာဘာမှရည်သွေးမရှိဘူးကျွန်တော်တင်တော့ Germany Italy ထက်နည်းနည်းလေးပဲပိုပြီးတော့စားကောင်းတာနိုင်တယ်ဒါပေမဲ့ Nagelsmann ငဘောဘာမှရည်သွေးမရှိဘူးကျွန်တော်တို့အထင်ကြီးတာမြန် Germany မှာတကယ်ငဖွကြပဲအင်ရှင်ဖြစ်လို့တဲ့ပြိုင်ပွဲမှာအင်ရှင်ဆိုတဲ့အချိန်ဝါလေးတစ်ခုနဲ့နဲ့သူကစားသွားတာ တို့စပယ်ယူရှုံးသွားတယ်ပြိုင်ပွဲမဆိုးပြအဲ့တော့ဂျာမီကစားတာဒါပေမဲ့ကျွန်တော်ဒက်မတ်နဲ့တွေ့တဲ့ချင်းစီပွဲမှာလည်းတို့တော့တော့မကောင်းဘူး။နောက် quarter final စပိန်နဲ့ကစားတော့လည်းတို့တော့မကောင်းဘူး။ဒါစပိန်ကိုတော်တော်လေးကန်ကောင်းလို့တို့အချိန်ပိုတိရောက်သွားတာ။ဒါအောင်ကြီးချပဲဂျာမနီကလည်းမတူဖို့ကြပဲ။အီတလီလိုပဲဖို့ကြပဲ။ဘရာဇီးလ်ကပြောတော့ပြောမှသူ့မှာ talented quality player တွေရှိတယ်။ဥပမာပြဂိုမာအလာဆင်ရှိမယ်။ Edison Van Persie Alisson Van Persie ဘယ်ဘက်ချမ်းကတော့ဘရာဇီးမှာအားနေတာအဲ့ဖူဘက်တွေအားနေတာအဲ့ဖူဘက်တွေမှာတို့လူမရှိတော့ဘူး။ ဆန်နာဘက်ကမာကီညိုနဲ့ကာဘရီယယ်တွဲပြအက်ဒမီလီထောင်းအရန်နဲ့ပြန်လာလို့ရတယ်သူရင်တော့ဆိုတော့ first try ပေါ့လေဟိုက injury ရန်ဖြစ်တဲ့အပြက်တနာကြောင့်ထားပါတော့ Premier League AC ရဖြစ်တဲ့ကြောင့်ဒီသားမတွေအရန်ထားဆန်နာဘက် solid ဖြစ်တဲ့ full back တွေသူတို့မရှိဘူးကွင်းနေရာနေနေတော့ကြာနေပြီအခု Bruno Guimaraes ကကက်ဆမီရိုရဲ့ကိုသူတို့ကကာဆန်တို့ပါလို့တောင်းတယ်ကာဆန်နဲ့ဆိုင်ကျွန်တော်ကတော့အဲ့ position မှာနည်းနည်းလေးပိုကောင်းတဲ့ quality player တယောက်တုံးတဲ့ထားပါတော့ Neymar ကို အိမ်ရန်ပိုဇိုရှင်ထားလိုက်ဒူနိုဂူမာရက်စ်နဲ့ကက်ဆာမီရိုကို defensive only အလုပ်လုပ်ခိုင်းလိုက်အဲ့ပြီးတော့မှဘေဘချန်ကဗီနီရှက်ညာဘချန်ကရဖီညာအထောက်တိုက်စီမှုဖြစ်မာဒီယက်စ်ကူညာကစားမလားရီချာလက်ဆင်ကစားမလားနောက်ဆုံးရိုဒရီဂိုကစားမလား Brazil ကတော့ quality player တွေရှိတယ်နော်အဲ့ဒီမှာ Xavier Willian တို့ Andre တို့လိုချက်တိတ်တွေပေါ်လာအောင်ပဲ Gabriel Martinelli အရင်မှရှိအောင်ပဲ wide position မှာလည်းသူတို့လူရှိမယ်ပြီးတော့ Brazil ကကာလိုအန်ချယ်လိုတီထဲအိုက်သုံးတဲ့မှာအတောင်တေးဆုံးကျွန်တော်တင်တော့ အကုန်လုံးတိုင်ပတ်နေတဲ့၄ချိန်ချန်ပီယံ၂သင်းနဲ့၅ချိန်ချန်ပီယံဆရာကြီး၃သင်းတည်းမှာဆိုရင်ဘရာဇီးကလည်းနည်းနည်းတော်သေးတယ်ကျွန်တော်နှစ်သင်းရဖွကြအခုလောလောဆယ်ပါအခုလောလောဆယ်ကျွန်တော်အမြင်တော့ဘရာဇီးကဘရာဇီးအန်ချယ်လိုတီတစ်နှစ်လောက်အချိန်ရသွားရင်အသင်းနည်းနည်း return မိသွားရင်ဘာဖြစ်လဲအန်ချယ်လိုတီအသင်းကအရင်လိုပဲ favorite အသင်းတစ်သင်းနဲ့လာအောင်ပါပဲဒါပေမဲ့ဟိုနှစ်သင်းရတော့ဖွကြအခုလောလောဆယ်မှာ၃သင်းလောက်ကတော့တိုင်ပတ်နေတယ်ဒါပေမဲ့အခု potential ရရောအခြေအနေအားလုံးကို10 around လုပ်နေတာကဘရာဇီးလောက်ပဲရှိတယ် ချန်ပီယံဖြစ်ဖို့တော့ကျွန်တော်မပြောသေးဘူးဒါပေမဲ့မာကျော်ချစ်လွတ်မှုချစ်တူးချင်းနောက်နေမာတို့လည်းထပ်ပြီးတော့လည်းမငယ်တော့ဘူးဒီအခြေအနေကြောင့်ဒါပေမဲ့တေချာတော့အီတလီကတကယ့်ကိုလောင်းဝေးဂျာမနီကအီတလီပြီးနည်းနည်းလေးသူတက်ရှေ့ရောက်တယ်ဒါပေမဲ့သူလည်းအဝေးကြီးချန်ခဲ့ပြီဘရာဇီးကတော့ပြန်လာဖို့ပြောင်းလဲချက်ရှိသေးတယ်ဒါပေမဲ့ဆရာကြီးသုံးသင်းကတော့တကယ်တိုင်ပတ်နေတာအခုကပြင်သစ်တို့အာဂျင်တီးနာတို့ နောက်အင်္ဂလန်တို့လိုအသင်းတွေကောင်းနေတယ်ပြီးတော့မှတစ်ဖက်က Portugal strong လူစင်းရှိတယ်ဒါတော့ပဲ Netherlands လည်းမော်ဝါဝါ Belgium လည်းပုံရောဝါကျွန်တော်အမြင်ပေါ်လေဒါဘလို့ချစ်ပိတ်တတ်တယ်ဘလို့မြင်ကြလဲဆရာကြီးသုံးတဲ့မှာဘယ်သင်းအညံ့ဆုံးလဲဘယ်သင်းက potential အကောင်းဆုံးပြန်ဖြစ်နိုင်မလဲဘလို့ထင်ကြလဲ Nagelsmann ရဲ့ Italy နီးပြားတဲ့ Carlo Ancelotti တို့၃ယောက်ဘလို့ထင်လဲကိုမမဝင်အောင်မှတ်ချက်ပြကြပါအားလုံးကြည့်ကြပါလား